အဝါနေပြီးတော့သူ A5 series ကိုမှ A5 Pro ဆိုတဲ့ဖုန်းတွေလုံးထုတ်ထားတယ်ပေါ့နော်ဆိုဒီဖုန်းကအားသာချက်တခုရှိရဲ့အဲ့ဒါဗါလဲဆိုတော့သူအကြမ်းခံနေတဲ့ဘလို့အချင်းမျိုးထိအကြမ်းခံနေဆိုတော့ကျွန်တော်ဒီဖုန်းကိုဂျီရဲထည့်ပြီးတော့ခဲထားလို့ရတဲ့မျိုးစူပွက်နေတဲ့ဟိုပေါ်အိုးတွေပြုတ်ကျတော့ခဲ့မယ်ဆိုလို့ရှိရင်လေဒီကောင်ကဟို survive ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်ထိအကြမ်းခံနေပေါ့အဲ့တော့ကျွန်တော်ရဲ့ဒီဖုန်းရဲ့ IPCC 9 rating ကဘလောက်ထိစစ်မှန်လဲဆိုတော့စမ်းကျင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖုန်းကိုဂျီရဲထည့်ပြီးတော့ဂျီရဲဒေတာတွေမှာကျွန်တော်ခဲခဲ့တယ်ခဲပြီးတော့ အာဒီဖုန်းကိုရေခဲအတုံးလိုက်ကြည့်တိုင်းထုတ်ပြီးတော့အာစမ်းသပ်ကြည့်ရပါတော့ဘလုံးကြီးကကျွန်တော်စမ်းသပ်ကြည့်တယ်ဆိုတော့ဒီလိုမျိုးရေခဲနေတဲ့အခြေအနေမျိုးမှာတော့မာဒီဖုန်းကပေါ့ပွင့်သေးလားဆိုပြီးကျွန်တော်ဖုန်းဆန်းခေါ်ကြည့်ပါတယ်ဆိုတော့ဒီလိုမျိုးဖုန်းဆန်းခေါ်ကြည့်ရခါမှာဆိုလို့ရှိရင်အဲ့ရေခဲထဲမှာဝင်နေတဲ့ဖုန်းကြီးကဖုန်းထလာတာကိုတွေ့ရပါတော့ဆိုတော့ဒီဖုန်းကဒါရေခဲမှာမှာခဲနေမှာဆိုလို့ရှိရင်လည်းဒါ surprise ဖြစ်တယ်ပေါ့ပြီးတော့ကျွန်တော်နောက်တစ်နည်းဖြစ်တယ်ပေါ့နော်ဒီစူပွက်နေရဟုတ်ပေါ့ order ပြုတ်ကြခဲ့မှာဆိုလို့ရှိရင်ရောဒီဖုန်းကဆက်ပြီးတော့သုံးလို့ရသေးလားဆိုတာကိုစမ်းသပ်ခဲ့ပါတယ် ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့စူပွက်နေဟော့ဘိုအိုကြီးတဲ့ဒီဖုန်းပစ်ချပြီးတော့ကျွန်တော်တို့ပြန်ပြီးယူပြီးတော့စမ်းသုံးတဲ့ခါမှာဆိုလို့ရှိရင်ဖုန်းကပါဝါရောင်လာနေသေးရေပေါ့နော်ဒါပေမဲ့အာဒီမင်းရဲ့ဖုန်းကကိုတမ်ပရေချာအရန်တော့မြင့်နေပြီဆိုရယ် notice စာလေးတစ်ချောင်းဝင်နေရလို့လို့ရှိရင်ဒီဖုန်းကကောင်းကောင်းကြီးသုံးလို့ရနေသေးရေပေါ့ဒီ Oppo ရဲ့ A5 Pro ဖုန်းကဘာလို့ဒီလိုမျိုးလေးအကျန်းခံနိုင်လဲဆိုတော့ဒီကောင်းရှင်မှာပါတဲ့ IP rating ကြောင့်ပါကောင်းရှင်မှာပါတဲ့ IP rating ကကျွန်တော်တို့ IP69 ရှိပါတယ် IP rating ဆိုတာကကျွန်တော်တို့ dead sound weather resistant ပေါ့နော်ကျွန်တော်တို့ဒီဖုန်းတန်းနေဒီရေဝင်မှုဒဏ်တွေကိုခံနိုင်တဲ့ တက်မှတ်ထားတဲ့ဆန်ကြီးဆန်ညုံပေါ့ပြီးတော့ဒီ A5 Pro လေးရပါတော့သူ့ရဲ့ဒီအကိုကြီးတွေဖြစ်တဲ့ Oppo Reno Series မှာပါရည်ပေါ့နော်အဲ့ဒါ Water Photography မဟုတ်လို့မျိုးထူးထူးခြားခြားသုံးလို့ရတယ်ဒီရောက်ထဲမှာဓာတ်ပုံနေဗီဒီယိုရိုက်လို့ရအောင်လုပ်ပေးထားတဲ့မုတ်လေးကိုလည်းဒီ A5 Pro မှာပြန်ပြီးတော့တွေ့လာရတယ်ဆိုတော့ဒီချက်လေးကတော်တော်လေးမိုက်တယ်ပေါ့နော် ။နောက်တစ်ခါကျတော့ဒီကောင်ရဲ့အကြမ်းခံနိုင်မှုကဘောနော military grade ဖြစ်တာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့တုံတန်ပြုတ်ကြယုံနဲ့တုံတန်ယုံခီမီခိုင်းမီယုံနဲ့တော့ဒီဖုန်းကကွဲသွားတာရောအက်သွားတာရောပိန်သွားတာရောမဖြစ်ဘူးဘောနော်။ဒီဇိုင်းမှာမှဆိုလို့ရှိရင်သူကနှစ်မျိုးရှိတယ်ဘောနော်။ကျွန်တော် mocha brown ဆိုရဲဒီအမဲအောင်ကာလာလေးနဲ့နောက်ဒီဇိုင်းကကျတော့ကျွန်တော်တို့ olive green ဆိုရဲဒီလိုမျိုး leather texture ဒီဇိုင်းလေးနဲ့ဆိုပြီးရောနှစ်မျိုးကျွန်တော်ရွေးချယ်လိုက်အောင်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီဖုန်းရဲ့တခြားဘက်နေကိုဆက်ပြီးအကြည့်ကြည့်ရမှာဆိုလို့ရှိရင်သူ့ရဲ့ display ပေါ့ ဒီစီးပွားမှာကျွန်တော်တို့ကြည့်လိုက်ပြီဆိုတာနဲ့ဒီကောင်ကဒီ entry mirroring level တန်းဖုန်းတစ်လုံးဆိုပေမဲ့လည်းသူစီမှာပန်ရှိုးတွေပါတယ်သုံးမိထားတယ်အဲ့တော့ display ကိုကြည့်ရမှာ notch ကြီးတွေပါတယ်ဖြစ်မနေတော့ဘူးပေါ့နော် နောက်တစ်ချက်ကကြတော့ဒီကောင်ရဲ့ display set အကျယ်မှာဆိုလို့ရှိရင် तू က6.67 inch ချက်ရှိပြီးတော့ IPS LCD panel ကိုတုံးမိထားပါတယ်။ refresh rate အနေနဲ့ကတော့ NDSD ထည့်ပေးထားတယ်။ဒီကောင်ရဲ့ display က IPS panel ဆိုပေမဲ့လည်းပေါ့နော် color ဘိုင်းမှာအရင်ကြီး photodiode ဖြစ်မနေအောင်လို့သူတို့ saturation ဘိုင်းလေးတွေကိုကစားထားတာတွေ့ရတယ်။အဲ့တော့ display ကိုကြည့်လိုက်မှာဆိုလို့ရှိရင် color လေးကဆူဆူလေးဖြစ်နေမှာဆိုတော့ဖုန်းရဲ့ display ကိုကြည့်လိုက်မှာဆိုလို့ရှိရင် color photodiode ဖြစ်နေအောင်မကျိတဲ့သူတွေအတွက်တော့ဒီဖုန်းကအဆင်ပြေပါလိမ့်မယ်။ပြောရရင်ပေါ့နော် Oppo A5 Pro ကကျွန်တော်တို့ဒါတော်တော်အကျန်းခံတဲ့ဖုန်းတစ်လုံးဖြစ်တယ်လို့မျိုး battery ဘိုင်းလေးကအားခံတာကိုတွေ့ရပါတယ်။ ဗိုင်းရပ်စ်ကတော့ကျွန်တော်တို့အရင်တစ်ခေါက်ပေါ့နော်ကျွန်တော် Oppo A4 လုံးကဆိုလို့ရှိရင် battery size အနေနဲ့က9000 mAh ပဲထည့်ပေးထားရဆိုပေမဲ့ဒီနေ့ Oppo A5 Pro မှာနောက်တစ်800 mAh ထပ်ပြီးတိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကောင်းရဲ့ battery size က9800 mAh ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တနေ့ကုန်လုံးအာဒီသုံးမယ်ဆိုလို့ရှိရင်တော့မှအဆင်ပြေပေါ့နော်အကယ်၍ပေါ့နော်ကျွန်တော်တို့သုံးတာများသွားလို့အားကုန်သွားမယ်ဆိုလို့ရှိရင်လည်းဒီကောင်းစီမှာ Oppo ရဲ့ full flash charge 45W ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားပြန်သွင်းဖို့ပေါ့နော်အကြာကြီးထိုင်ဆောင်နေစရာမလိုပြီးတော့ပေါ့နော် Oppo ကဒီ A5 Pro မှာသုံးမိထားတဲ့ battery ရဆိုလို့ရှိရင်လည်း၄နှစ်အထိအသုံးခံတဲ့ ဲ့ Pretty ဆိုပြီးတော့လည်းပြောထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့အာဒီ battery က limit ကြာသွားသည့်တိုင်အောင်မှာပေါ့နော်80%လောက်ဒီကောင်ရဲ့ battery ကရှိနေဦးမယ်လို့ပြောထားပါတယ်ဆိုတော့တော်တော်လေး long lasting ဖြစ်မဲ့ battery မျိုးတွေကိုကျွန်တော်ပြောလို့ရပါတယ် Oppo ရဲ့ effect ပုံမှာလည်းနည်း true ကြာလေးဖြစ်နေတဲ့အချက်လေးနှစ်ချက်ရှိရပေါ့နော်ပထမတစ်ခုကတော့ auto mode ပါဒီ auto mode ကဘယ်လိုအခြေအနေမျိုးတွေမှာကျွန်တော်သုံးလို့ရလဲဆိုတော့ cycle သမားတွေပေါ့နော် cycle မောင်းတဲ့သူတွေဆိုပါဆိုကျွန်တော်တို့က cycle မောင်းတဲ့အချိန်မှာပြလက်နှစ်ဖက်လုံးကဒီ CR ထဲမှာတင်ထားတာဖြစ်တဲ့ကြောင့်မလို့ဘယ်လိုမှလက်မအားတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင် phone ကိုသုံးလို့မရမျိုးရှိတယ် အဲ့လိုမျိုးရှင်နေမျိုးတွေပဲဆိုလို့ရှိရင်ဒီအော်တိုမိုကိုကျွန်တော်တို့ကအွန်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကဒီဖုန်းလာလို့ရှိရင်အော်တိုစပီကာဖွင့်ပေးတာမျိုးတွေနောက်ပြီးတော့ကျွန်တော်တို့အော်တိုရောက်နေတာဖြစ်တဲ့ကြောင့်မလို့ပါတော့ဒီ Prenness ကိုလည်းသူကအမြင့်ဆုံး PT တင်ပေးထားတာဖြစ်တဲ့ကြောင့်မလို့ဖုန်းကြီးကမှိန်နေတာလို့ပါတော့မဖြစ်တော့ဘူးဒီအော်တိုမိုကိုဖွင့်တာမယ်ဆိုလို့ရှိရင် နောက်တစ်ခုကကြတော့ notification sound တွေပါတွေကိုလည်းဒီ volume ကိုပေါ့နော်အများကြီးမြင်မိတာတွေအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး setting လေးတွေကိုပေါ့နော်ကိုအပြင်တစ်ခေါက်သွားတိုင်းလက်လိုက်ချိန်နေစရာမလိုတော့ဘဲနဲ့ဒီ auto mode ကိုတစ်ချက်နှိမ့်လိုက်အောင်နဲ့ကျွန်တော်အပြင်သွားတဲ့ခါမျိုးတွေမှာတော်တော်လေးအထောက်အကူဖြစ်မဲ့ mode လေးပါနောက်တစ်ခုကကြတော့ glove mode တဲ့ဒါကတော့ကျွန်တော်တို့ပေါ့နော်ဒီ sound twin လို့ပါတော့မှာဆိုလို့ရှိရင် A လို့ light တွေပိုင်းနဲ့ phone screen ပို့တဲ့ခါမှာအထောက်အကူဖြစ်စေတဲ့ feature ကိုလို့ပြောရရဲ sound twin မှာမဟုတ်ပါဘူးကျွန်တော်ဆိုပါစို့ဟင်းချက်ရဲနေဗျာဒီပူမှာဆိုလို့ဒီ light ဝတ်ထားရဆိုလို့ရှိရင်လည်း phone ကိုလှမ်းပြီးတော့ နှိပ်တဲ့ခါမျိုးတွေမှာပိုပြီးအဆင်ပြေစေတဲ့ features လေးပေါ့ကျွန်တော် တာမန်လက်နဲ့ဒီ layer ဝတ်ထားတဲ့လက်နေရာမတူတဲ့ခါကျတော့ phone screen ကိုကျွန်တော်တို့ထိလို့မရတော့တာတို့ phone screen အလုံးမလုပ်တော့တာမျိုးတွေကိုဒီ gloss mode ကို on ထားပြီးတော့ကျွန်တော်တို့ကာကွယ်လို့ရတယ်ပေါ့နော်ပုံမှန် test ကကမောက်အလုံးလုပ်သေးရပေါ့ camera တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ 50megapixel main camera နဲ့ selfie camera တို့ 8megapixel သုံးမိထားတယ်ဒီကောင်းရဲ့ camera တွေကပေါ့နော်ကျွန်တော်တို့ပုံမှန်နေထားလောက်ထိကိုကောင်းကောင်းတက်ပုံရိုက်လို့ရပါတယ်ပြီးတော့ပေါ့နော် oppo a5 pro မှာသုံးမိထားတာကျွန်တော်တို့ reno series တွေမှာလိုမျိုးပဲ ဒီ ColorOS 15ကိုသုံးမိထားပြီတူတူကြောင့်မလို့ဖုန်းရဲ့ဒီ UI မမှန်ဆိုလို့ရှိရင်လည်းကျွန်တော်သဘောကျတဲ့ level တစ်ခုမှရှိသေးပါတော့နော်ဒီဖုန်းက random မဟုတ်လို့ဘာလို့ဆိုပြီးတော့ကျွန်တော် ColorOS ကိုမတူတဲ့ version မျိုးတွေသုံးမိထားမျိုးမရှိဘူးအဆိုစီမှာဆိုလို့ရှိရင်တော့ Qualcomm Snapdragon CS Gen 1ကိုသုံးမိထားတယ်ဆိုတော့တိုင်းမနိုင်ငံကလူတွေအကျက်ပဲပါတော့နော်ဒေတူတွေတုံးတာတော့မှတော့ဒီဖုန်းကတော်တော်လေး smooth ဖြစ်တဲ့နေရာမှာပါပြီးတော့ mobile legend နဲ့ကောင်းကောင်းဆော့လို့ရပါတယ် RAM နဲ့ည8 GB ပါပြီးတော့ ROM နဲ့256 GB ပါတယ်အဲ့တော့ double နေမြများတင်ထားလို့ရတယ်ပေါ့ပြောရရင်တော့ Oppo A5 Pro က Zenon အဖြစ်ပေါ့နော်8399900 ဒီကိုသိန်းဆိုတဲ့ဈေးမှာဆိုလို့ရှိရင်အကြမ်းခံမှုပိုင်းကိုပိုပြီးဦးစားပေးထားတာကိုတွေ့ရတယ်။ဒီကောင်ရှိမှာ IP69 ပါတယ်ပြောကြမလို့ကျွန်တော်တို့ဈေးစိန်ကန်နဲ့ရေကန်ထဲမှာတက်ဖို့နေပါတယ်ရိတ်လို့ရတယ် underwater photography mode တွေပါတယ်လည်းပါတယ်။ပြီးတော့ဘောနော်ဒီကောင်ကရေခဲသွားတဲ့ခြေနေမျိုးတွေဒီ hotspot အိုးတွေပြုတ်ကျသွားတဲ့ခြေနေမျိုးတွေမှာလည်းကောင်းကောင်း survive ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကအကြမ်းခံတဲ့ဖုန်းတစ်လုံးကိုရှာနေပြီးတော့ AI feature ကလည်းပါအောင်မယ်ဗျာအဲ့လိုမျိုးဖုန်းကိုရှာနေတဲ့သူတွေရဆိုလို့ရှိရင် Oppo A5 Pro ကကျွန်တော်တို့ဝယ်ရမယ့် list ထဲမှာထည့်ထားရမယ့်ဖုန်းတစ်လုံးတော့ပြောနေတယ်ပဲဗီဒီယိုလေးကိုဆက်သွင်းချင်ပါတယ်အဆုံးရှိပြန်ဆက်သွင်းချင်ပါတယ် see you next video